အင်ပီရိုရဲ့အရှိတောင်ဘက်အဟောင်းဘက်ချမ်းဟာအခုတော့မရှိတော့ပါဘူးပူရိုဇာနဲ့ဂရိန်းတွေကတမိုင်းနှစ်များစွာကိုပျက်စီးစေခဲ့ပါတယ်ရက်အနေငယ်အတွင်းသူတို့ကသမရဒေါ်နယ်ထရန့်ရဲ့အခမ်းအမကြီးအစ်အတွက်နေရာရှင်းလင်းခဲ့ပါတယ်ဒါဟာအလုံးကြီးမာပြီးလက်ပတ်မှာပါစတူယံပေ9000ရှိတဲ့အကမ္မသစ်ဟာအင်ဖြူတော်နေအိမ်ရဲ့အရွယ်ဆောက်ကို20နီးပါးချက်ထွက်မှာပါ first lady အတွက်ရုံးခန်းတွေ အသက်တွေအတွက်စိန်ခံခန်းတွေနဲ့အရှိအခန်းနဲ့ချိတ်ဆက်ထားတဲ့ဖန်တဒါတခုပါဝင်ပါပါစုစုပေါင်းကုန်ကျစရိတ်ကတော့ဒေါ်လာတန်300ခန့်ရှိမယ်ဒါမှမဟုတ်ပိုးနိုင်ပါလေပတ်စံအလုံးပိုလီကအလူရှင်တွေစီကလာမှာပါဒီစမကေဟာဒေါ်လာများစွာနဲ့ငင်းခုမှုများစွာကိုဖြစ်စေခဲ့ပါလေနောက်ထပ်အသေးစိတ်အချက်အလက်တွေကိုကြည့်အောင်ဒီတစ်ပတ်မှာအင်ဖြူတော်ရဲ့အရှိတ်ဘက်တောင်ဘက်ချမ်းဖြစ်တဲ့လေးလံတဲ့ဆောက်လုပ်ရေးဆက်တွေက ဖြိုချနေပါတယ်ဒါဟာတမနာဒေါ်လာထွန်းရဲ့တန်300ဒေါ်လာတန်300တန်နဲ့အက်ခမ်းမစီမံကိန်းရဲ့အစပဲဖြစ်ပါတယ်အရှိပဲအတောင်ပဲချမ်းဟာအစောက်အုံရဲ့တမိုင်းဝင်အစိပ်ပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်1900နှစ်မှာဖရောက်ဇုံတိဆောက်ခဲ့ပြီး1940နှစ်နောက်ပိုင်းမှာ Franklin D Roosevelt ကချက်တွင်ခဲ့ပါတယ်ရက်3ရက်အတွင်းလုံးဝဖြိုချခံခဲ့ရပါပြီဒါဟာစတူရန်ပေ9000ရှိတဲ့ အပူဆောင်အတွက်နေရာရှင်းလင်းဖို့ဖြစ်ပါတယ်ဒါဟာအင်ဖြူတော်ရဲ့လက်ရှိအရွယ်အစားကိုနှစ်ဆက်ပို့ပြီးတော့ချက်ထွင်မှာပါသမရထွန်းဟာဖြူချမှုနဲ့ပတ်သက်ပြီးစိတ်မကောင်းမဖြစ်ပါဘူးသူကအရှိဘက်တောင်ဘက်ချမ်းဟာအလွန်တင်းငယ်တဲ့အဆောင်ဖြစ်ပြီးအရင်မကြည့်ဘူးလို့ပြောခဲ့ပါတယ်သူကဘလို့ပြောလဲဆိုတော့တင်းတို့တိကျပါတယ်အရှိတောင်ဘက်ဟာတိတ်မများပါဘူးမူလအတိုင်းကြံနေတာမများပါဘူး အသေးစားအဆောက်အုံလေးပါဒါကိုထိမ့်သိမ့်မဲ့အစားကျွန်တော်တို့ဈေးကြီးပြီးလှပတဲ့အရာတိဆောက်နေပါတယ်လူတွေကနှစ်ပေါင်းများစွာဒါကိုလိုချင်နေကြပါတယ်အင်ဂျူရောကအက်ကမတေဟာတည်ငြိမ်ပြီးခန့်ခန့်လုံခြုံမှုနဲ့လှပမယ်လို့ပြောခဲ့ပါတယ်အဲ့ဒါ996ဦးအထိလက်ခံနိုင်မှာပါအင်ဂျူရောကစီမံကိန်းဟာပိုလီကလူရှင်တွေနဲ့ငွေနဲ့တမရရဲ့ကိုပိုင်ငွေအချို့နဲ့အပြည့်အဝပြည့်စုံ ထားတယ်လို့ထမှန်ပြောကြားခဲ့ပါတယ်။တာဝန်ရှိသူတွေကဆော်လုပ်ရေးစီမံကိန်းတွေဟာဆက်လက်လှုပ်ဆောင်ရင်းအမြဲပြောင်းလဲနေတယ်လို့ထပ်ပြောခဲ့ပါတယ်။သူတို့ကဘလို့ပြောရဆိုတော့ကျေးဇူးပြုပြီးလုပ်ငန်းစဉ်ကိုယုံကြည်ပါ။ဒါဟာခွန်ထမ်းတွေကိုဘာမှကုန်ကျစရိတ်မရှိပါဘူး။တမရကဒီအကန့်ဓာတ်ဆောင်ကိုပုဂ္ဂလိကရန်မုံငွေနဲ့ထုတ်ဝင်ထားတာဖြစ်ပါတယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဖြိုချမှုဟာပြင်းထန်တဲ့တုံ့ပြန်မှုတွေဖြစ်စေခဲ့ပါတယ်။ တပိုင်းပြည်ရှင်တွင်ဒီမိုကရက်တစ်နဲ့ရီပပ်ဘလစ်ကန်အချို့အပါအဝင်လူများစွာဒေါ်လာထွက်နေကြပါတယ်သူတို့ကဒါဟာအမေရိကန်ဒလိထုံးစံကိုဖျက်ဆီးတယ်လို့ပြောကြပါတယ်ဝေဖန်တို့တူကတမနာကအင်ဖြူတော်နောက်ဖက်ကိုဖျက်ဆီးပြီးတန်း300အခမ်းအမတစ်ခု တိဆောက်ဖို့အချိန်နဲ့ပတ်စံသုံးနေတယ်ဒါကအသေးပဲမရှိပါဘူးလို့ပြောတယ် you got yet စစ်တပ်တစ်ခုအရအမေရိကန်53ရာခိုင်နှုန်းဟာအရှိတ်တောင်ကို ဖြိုချတာကိုစန့်ကျင်ပြီး24ရက်ကနုံးပဲထောက်ခံပါတယ်။ဝေဖန်သူတွေကစီမံကိန်းဟာပြည်သူတိုင်ပင်ချက်မပါခဲ့ဘူး။အမျိုးသားမျိုးတော်စီမံကိန်းကော်မရှင် အမေရိကန်နျူပီယာကော်မရှင်နဲ့ DC ပြည်နယ်တမိုင်းထဲသေးရေးယုံတွေလိုအစိုးရအဖွဲ့အစည်းတွေစီကခွင့်ပြုချက်မရရှိဘူးလို့ပြောကြပါတယ်။ဒီယုံတွေဟာ Federal Assault on တွေရဲ့ကြီးမားတဲ့ပြည်ပြမှုကိုပုံမှန်ပြန်လည်သုံးသပ်လို့ရှိပါတယ်။ ဥပဒေပြုလို့တူကပြောခဲ့တာကကွန်ကရစ်ကဒီလိုလုပ်ရတဲ့ကိုတားဆီးဖို့လုံလောက်တဲ့စီမင်းတွေမချမှတ်ခဲ့ပါဘူးအနာဂတ်မှာဒီလိုတမိုင်းဝယ်အဆောက်အုံတွေထပ်မဆုံးဆုံးရအောင်တေချာလှုပ်ဆောင်အောင်မှာလို့ပြောတယ်အင်ဂျီတော်ကစီမံကိန်းဟာတရားဝင်တယ်လို့အခိုင်အမာပြောဆိုနေပါတယ်ထိုချမှုဟာကျိုးတင်ကွန်ပျူတာမလိုအပ်ဘူးလို့ပြောခဲ့ပါတယ်တရင်ထုတ်ပြန်ရေးအတွင်းအတွင်းဝန်ကယ်ရိုင်းလီဗစ်ကဒေါ်ဒါဟာဖန်တီးထားတဲ့ဒေါ်ဒါပဲလို့အစဉ်ပြခဲ့ပါတယ် စီမံကိန်းဟာအင်ဖြူတော်တမိုင်းအတင်နဲ့အမျိုးသားပန်းချံဝန်ဆောင်မှုနဲ့ကြီးကြပ်မှုအောက်မှာလှုပ်ဆောင်နေတယ်လို့ရှင်းပြခဲ့ပါတယ်။သူမပြောတာကတမရခာဒီအခမ်းမစီစီမံအခမ်းမစီမံကိန်းပတ်သက်ပြီးအလွန်ပွင့်လင်းခဲ့ပါတယ်။သူကကိုယ်တိုင်စိတ်ဝင်စားပြီးအကြိမ်များစွာပြောခဲ့ပါတယ်လို့ပြောတယ်။အခမ်းမတဲ့ဟာအစ်ကန်းနဲ့ဖန်တဒါနဲ့ချိတ်ဆက်ထားပါတယ်။ first lady နဲ့သူမရဲ့ဝန်ထမ်းတွေအတွက်ရုံးခန်းတွေအရေးကြီးတဲ့အသက်တွေအတွက်အခန်းတွေပါဝင်ပါပါ။ ရန်ပုံငွေဟာကုမ္ပဏီကြီးများစွာနဲ့ချမ်းသာသူတွေစီကလာပါတယ်အလူရှင်တွေထဲမှာ Amazon, Apple, Google, Meta, Microsoft, Lockheed Martin, Palantiri, T-Mobile, Comcast, Wikivox, Avaninow, Steven Swarman နဲ့ Marian Adesan တို့ပါဝင်ပါတယ်ရန်ပုံငွေဒေါ်လာ22တန်းခန့်ဟာထွန်ရက်2021အကောင့်ရပ်ဆိုင်ခံရမှုနဲ့ပတ်သက်တဲ့ YouTube ညနေမျိုးကနေရလာမှာပါအရှိဘက်အတောင်တောင်ဘက်ပြိုကျမှုဟာ အမေရိကန်ပြည်အစိုးရပိတ်သိမ်းမှုကာလမှာလည်းဖြစ်ပေါ်ခဲ့ပါတယ်ဖက်ဒရယ်ရုံးတွေသုံးပါကြာပိတ်ထားခဲ့ပါတယ်အမေရိကန်တပ်ပေါင်းများစွာအလုရှောက်ဖွေရမှာအခက်အခဲရှိနေကြပါတယ်စနရိကာဇီနိုတွေနဲ့ဂျမားရဲ့အာမခံကုန်ကျစရိတွေလင်းမြန်စွာတက်လာနေပါတယ်တချိန်တည်းမှာပဲသမရထွတ်ဟာသူကိုယ်ပိုင်အက်ခမတခုတိဆောက်ဖို့အင်ပြူတော်ရဲ့အစိတ်ပိုင်းတခုကိုဖြိုချနေပါတယ်ဝေဖန်သူတွေကသူကအာဂျင်တီးနားမှာသူ့နိုင်ငံရေးမဟာမိတ်ကိုဒေါ်လာဘီလီယံ40ပေးနေပြီး အမေရိကန်တန်ဖိုးများစွာအတွက် affordable care at အကွန်ချင်းငွေဆက်လက်သုံးဆွဲဖို့ငွေသုံးဖို့ညှင်းဆိုနေတယ်လို့ပြောကြပါတယ်အငင်းပွားမှုတွေအားလုံးရှိနေပေမဲ့ဆာလုံးရေးဆက်လက်လှုပ်ဆောင်နေပါတယ်တူးဆက်တွေနေရာမှာတူးနေကြပါတယ်ကားတွေအပြည့်စည်တွေကိုအရှိပိုရိုမက်ပန်းချုံကိုပို့ဆောင်နေကြပါတယ်ပိုလီကလူရှင်တွေအထူးဂုံပြူညစာစောက်ပွဲတွေတက်ရောက်နေကြပါတယ်ဒါမနာထရန့်ကပြောခဲ့တာကကျွန်တော်နောက်မှာဆာလုံးရေးလက်ပါတဲ့အတန်းကိုတင်လို့ကြားနေရမှာပါ ဲ့ဒီအသံဟာကျွန်တော်နားမှာဂီတလိုပါပဲတခြားသူတွေမကြိုက်ရင်တောင်ကျွန်တော်ကချစ်ပါတယ်အဲ့ကမတေဟာကနာဘီတင်ကြီးစရာဖြစ်ဖို့ရည်ရွယ်ထားပါတယ်တမိုင်းမှာ ကြီးမားတဲ့အမသာချန်ထားဖို့ဒီဇိုင်းထုတ်ထားပါတယ်ဒါပေမဲ့လူတွေတန်းနေစေပါအချို့ကကွန်ပျူတာမှာပါအချို့ကဝေဖန်ကြမှာပါထွန်ရဲ့ခေါင်းဆောင်မှုအောက်မှာအင်ဖြူတော်ပြောင်းလဲနေခြင်းမှာမင်းကတို့ခုကြံရှိနေပါတယ်ဒီကြီးမားတဲ့အမြင့်တဲ့အတွက် 你让西木他妈一百四百五，说说下马来。